ြည်တွင်းသတင်းသဘောက်အနေနဲ့အိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ကြံဖိုင်းခရိုင်အနီးရှိတောရင်းတနေရာမှာအော်တိုဘာ24ရက်နေ့ကလက်နက်မျိုးစုံကိုအာတန်ရိုင်ဖယ်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်အာတန်ရိုင်ဖယ်တပ်ဖွဲ့ဟာတရင်ရရှိထားတဲ့အရာကြံဖိုင်းခရိုင်အနီးဝန်းကျင်တောထဲမှာလိုက်လံရှာဖွေခဲ့ရာတောထဲမှာဖွက်ထားတဲ့လက်နက်မျိုးစုံကိုရှာဖွေတွေ့ရှိခဲ့ကြတာလို့အိန္ဒိယသတင်းတွေကဆိုပါတယ် ဖန်စီယာမီရဲ့လက်နက်တွေကတော့60မမမော်တာ60မမကြီးမြန်မာထုတ်ရိုင်ဖယ်တနက်အတူလက်ပစ်ပုံကြည်စံနဲ့ရေဒီယိုစကားပြောဆက်တို့ဖြစ်ကြပြီးအဲ့ဒီလက်နက်တွေကိုအာတန်ရိုင်ဖယ်ရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့သိရပါတယ်။ကြံဖိုင်းကျွရကအိန္ဒိယမြန်မာနယ်စပ်ကကျွရဖြစ်ပြီးချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ဌာနချုပ်စခန်းအနီးမှာတည်ရှိတယ်လို့သိရပါတယ်။ အခုဖမ်းမိခဲ့တဲ့လက်နက်တွေက CNDF တပ်ဖွဲ့ဝင်တချို့ကတော်ရင်းမှာဖွက်ထားတာဖြစ်နိုင်တယ်လို့ဝေဖန်မှုတွေရှိနေပေမဲ့နရီဇရာကတိချအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။အိန္ဒိယနဲ့မြန်မာနယ်စပ်မှာအခုလပိုင်းနေအတွင်းမြန်မာဘက်ကိုပို့ဆောင်မဲ့လက်နက်ခဲယမ်းတွေကို မကြာခဏဖမ်းဆီးမိနေတယ်လို့လည်းသတင်းရရှိပါရတယ်။